နှစ်နှစ်ဒီပါကြာမြင့်ခဲ့ပြီဖြစ်တဲ့ဂါဇာစစ်ပွဲအဆုံးသတ်ဖို့အတွက်ဟားမတ်စ်နဲ့အစ္စရေးကိုယ်စားလှယ်အဖွဲ့တွေတဆင့်ခံဆွေးနွေးပွဲတွေကိုအီဂျစ်နိုင်ငံမှာတင်းလာနေကစတင်လိုက်ပြီးဖြစ်ပါတယ်။တဘောတူညီချက်ပါသူ့ရဲ့ကမ်းလှမ်းချက်တွေကိုပါလက်စတိုင်းစစ်သည်ကြွအဖွဲ့ကအလျှော့ပေးလက်ခံဖို့အသင့်ဖြစ်နေပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအကဲဖြတ်ထားပါတယ်။အီဂျစ်နိုင်ငံတော်ထောက်လှမ်းရေးအဖွဲ့နဲ့အဆက်ဆက်ရှိတဲ့ AI ကွာဟာသတင်းဌာနကပထမအကြော့ဆွေးနွေးပွဲတွေဟာအပြုသဘောဆောင်တဲ့အနေအထားနဲ့ပြီးဆုံးသွားပြီးအင်္ဂါနေ့မှာဆက်လက်ဆွေးနွေးသွားမယ်လို့ပြောပါတယ်။တင်းကျပ်တဲ့လုံခြုံရေးအောက်မှာဆိစက်ညှိနှိုင်းသူတွေဟာဂျားဝင်ဖြန့်ဖြေးပေးသူတွေကလွန်ပြန်ဝင်ထွက်ပြီးတကားပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ Hamas အဖွဲ့ရဲ့အဓိကဆိစက်ညှိနှိုင်းရေးသမားတွေကို Israel ကဒိုဟာမှာလေကြောင်းကတိုက်ခိုက်တပ်ဖြတ်ဖို့ကြိုးစားပြီးရသပတ်အနေနဲ့အတွင်းအခုဆွေးနွေးပွဲထွက်ပေါ်လာတာဖြစ်ပါတယ်။ ရင်ကျေးသဘောတူညီချက်ရဖို့အလွန်သေးကြတယ်လို့ထရန်ကအင်ဖြူရောမှသတင်းတောက်တွေကိုပြောထားပါဗျာ။လောကောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။